မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ယူချနိုင်ယူလို့မရနိုင်သောအရာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်2025ဒီဇင်ဘာမှာကျင်းပမယ့်ရွှေကောက်ပွဲအတွက်ဒေတာတွေမှာစိုးမိုးနေမြင်ရဖို့လုံခြုံရေးရဖို့အစသဖြင့်အကြောင်းပြချက်တွေနဲ့စစ်တပ်ကပြည်သူကိုမီးကုန်ရန်ကုန်တောင်းချမ်းရက်ဆက်ပြနေပါတယ်တစ်ဆက်ထဲမှာပဲနိုင်ငံတကာနဲ့အများမြင်တောင်းတော့ယာယီပြက်ခတ်ရက်စိုင်းကာလတွေကိုတလာပြီးတလာထပ်တိုးကြီးညာချက်တွေထုတ်ပြနေတယ်ဒါရီဟာနိုင်ငံတကာနဲ့ဒေတာတွေပြည်သူလူ ူစီကအတိမတ်ပြုတရားဝင်မှုကိုရနိုင်ဖို့အတွက်စစ်ကောင်စီကြိုးပမ်းနေတာပဲဖြစ်တဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလို့ကောင်းဆက်တက်ထားပြီးတရုတ်ရုရှားအိန္ဒိယဘယ်လာရုစတဲ့နိုင်ငံတွေကစောင့်ကြည့်ပေးရုံနဲ့ဆီယနာရှင်တွေကနိုင်ငံရဲ့တရားဝင်အာဏာကိုရယူနိုင်မှာလေလားသာသနာနေမျိုးတွေကိုစာတင်ကြောင်းတွေစေယုံတွေစေပေးကန်းတွေကိုအယက်သားပြည်သူတွေသဘောခွဲကြမနေပဲ စည်ရေးပြတ်မှတ်ထားလောက်ပြနေုံနဲ့ပြည်သူကကြောက်ပြီးသူတို့ကိုတရားဝင်มาတယ်လို့ဆိုကြมาတယ်လားဒီမိုကရေစီကိုဗန်းပြပြီးပြည်သူကိုလက်နက်ပြချင်းချောင်အာဏာပြတ်နိုင်တာလောက်နဲ့တရားဝင်အစိုးရဖြစ်တယ်လို့အတိမတ်ပြုခံရมาတယ်လားစက္ကနိယာစုလောက်ကလေးကစတင်လာတဲ့ခေတ်သစ်ဒီမိုကရေစီဟာ20ရာစုထဲမှာကဘာတဝန်းပြန့်နှံ့ခဲ့ပြီးဒီကနေ့မှာအာကောင်မောင်းတန်ဖြစ်နေတာကိုစက္ကန့်စီနဲ့လာအောက်ကန်လူတစ်တိုက်ပဲမသိတာထင်ပါတယ်ဒီမိုကရေစီလို့ဆိုတိုင်းမမီတဲ့ညံလေးနဲ့ငါနဲ့မတူငါရန်သူမလုပ်ကြဘူးလောက်ကလွဲပြီးစိတ်တနိုင် ဆဲတာကိုကိုပိုင်လွတ်လပ်ခွင့်ထင်နေကြတဲ့ဒီအတိုင်းပိုင်းမှာစစ်တပ်နဲ့အာဏာရှင်ကိုသာတရဏန်စစ်စစ်ကိုးကွယ်ရဖြစ်ထင်နေကြတော့ဒီလိုညံတထွားတမိုက်တွေရဲ့အားကိုးနဲ့ပဲစစ်တပ်ကလည်းနိုင်ငံရဲ့ကေတင်ရှင်နိုင်ငံရဲ့တရားဝင်အာဏာပိုင်ဖြစ်လာလိမ့်မယ်လို့သူတို့ကိုသူတို့ထင်နေကြတော့သူတို့ထင်တယ်လို့ဖြစ်လာနိုင်မှာလားဆိုရင်တော့ဒီမိုကရေစီကိုအရင်ပြန်ကြည့်ရပါလိမ့်မယ် သူတို့ထင်တယ်လို့ဖြစ်လာနိုင်မလားဆိုရင်တော့ဒီမိုကရေစီကိုအရင်ပြန်ကြည့်ရပါလိမ့်မယ်။ The people are the only legitimate fountain of power ။ပြည်သူလူထက်သာနဲ့အာဏာရဲ့တရားဝင်အရင်အမြင့်ဖြစ်တဲ့ American ပြည်ထောင်စုရဲ့၄၀မြောက်သမ္မတဂျိမ်းမတ်ဒီစင်ပြောခဲ့တဲ့ဒီအတွင်းမြင်ဟာဒီမိုကရေစီစနစ်ရဲ့အခြေခံယူဆဖြစ်ပါတယ်။အာဏာနဲ့တရားဝင်မှုကိုဒီမိုကရေစီစနစ်မှာရှင်းရှင်းလင်းလင်းခွဲခြားပြထားပါတယ်။အာဏာဟာအမိန့်ပေးနိုင်စွမ်းအင်အားသုံးထိန်ချုပ်နိုင်စွမ်းလို့ဆိုနိုင်ပြီးလူမှုဆက်ဆံရေးအတွင်းမှာရှိနေတဲ့အပြန်အလှန်စိုးရိမ်မှုကိုခေါ်ပါတယ်။ အလုရှင်နဲ့အလုသမားကြားမှာစည်းကမ်းမူဝါဒတွေအရာအာဏာတည်မှုရှိပါတယ်ဆရာနဲ့တပည့်ကြားမှာလည်းဇာရီတာကျင့်ဝတ်စံနှုန်းတွေအရာအာဏာတည်ဖြစ်တည်မှုရှိသလိုမိဘနဲ့သားသမီးကြားညီကိုမောင်နှမကြားဆွေမျိုးသားချင်းတွေကြားမှာလည်းရင်ကျေးမှုဒလိတွေစိတ်ပိုင်းဆိုင်ရာလူပတ်ဝန်းကျင်ကျင့်ဝတ်တန်ဖိုးတွေအရာအာဏာဖြစ်တည်မှုကရှိနေတာပါပဲ ဒီလိုဖြစ်ပေါ်နေတဲ့အာဏာဟာလက်တင်ခံလို့ရတဲ့အခြေခံချက်တွေဥပဒေတွေအကျင့်စာရိတာသတ်မှတ်ချက်တွေမီယိုဖလာရှင်ကျေးမှုဓလေ့တွေကြောင့်ပြုလုပ်သူကပြုလုပ်သမျှကိုခံယူသူကကြည်ကြည်နက်နက်ခံယူကြတာမျိုးပါနှစ်ဦးနှစ်ဖက်အပြန်အလှန်ဆန်နှုံးတွေဥပဒေတွေသတ်မှတ်ချက်တွေကိုအခြေခံပြီးလွှမ်းမိုးမှုကိုတည်ရဝင်အာဏာလို့ခေါ်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်သက်ဆန်နှုံးနဲ့လွှမ်းမိုးအာဏာကတော့အကြမ်းဖက်ဖိနှိပ်မှုသာဖြစ်ပါတယ်အဲ့ဒီတော့အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံကြားမှာဘယ်လိုဆန်နှုံးတွေရှိသလဲဆိုတာဟာအာဏာရဲ့တရားဝင်မှုကိုအတိတ်ပဲဖော်ပြနေပါတယ်ဒီမိုကရေစီစနစ်မှာပြည်သူဟာအစိုးရ များကိုအာဏာပေးအပ်ရတာဖြစ်တယ်လို့အဲ့ဒီအာဏာကိုအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်မှန်တိုင်းကြီးတောက်ကိုခွဲပြီးအပြန်အလှန်ထိန်းချုပ်တက်မှတ်ပင်ကြပါရယ်သတင်းမီဒီယာတွေကလည်းအဲ့ဒီမှန်တိုင်းသုံးရက်နဲ့လှုပ်ဆောင်ချက်တွေကိုပြည်သူသိအောင်ဖော်ပြရင်စရုထမှန်တိုင်းဖြစ်ထောက်ပံ့ထားကြပါရယ်အဲ့ဒီတော့အစိုးရတရရဲ့အာဏာတရားဝင်မှုလို့ပြောရရင်ပြည်သူကအစိုးရရဲ့အာဏာပေါ်ဘလောက်မေးခွန်းထုတ်ပြန်ခွင့်ရှိသလဲပြည်သူကဘလောက်ထိလွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးရနေတယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်လို့အာဏာယူထားတဲ့အစိုးရကလည်းပြည်သူမှာဘလို့အခက်အခဲတွေဘလို့လိုအပ်ချက်တွေမပြည့်စုံတာတွေရှိနေပြီးဘလ ောက်ထိဖြည့်ဆည်းပေးနေတယ်လဲဘယ်လိုတွေဆောင်ရွက်ပေးနေတယ်လဲဆိုတဲ့အပေါ်မှာလည်းမူတည်နေပါတယ်နိုင်ငံတကာကလည်းအဲ့ဒီအချက်တွေမှာလိုက်နာမှုလောက်ရှိတဲ့အစိုးရလည်း နိုင်ငံတကာကလည်းအဲ့ဒီအချက်တွေပေါ်မှာလိုက်နာမှုဘယ်လောက်ရှိရဲအစိုးရလည်းဆိုတဲ့အချက်ပေါ်မူတည်ပြီးအာဏာတရားဝင်မှုကိုပေးကြတာပဲဖြစ်ပါတယ်။အဲ့ဒီတော့ပြည်သူတယောက်အနေနဲ့လွတ်လပ်စွာဖော်ထုတ်ခွင့်ရှိခြင်းမရှိခြင်းကအစိုးရရဲ့တရားဝင်မှုရှိမရှိကိုအဓိကသက်သေပြုပေးနိုင်တဲ့အဖြေတစ်ခုပါပဲ။အစိုးရကပြည်သူလူထုစီကအတင်းအကျပ်ဓမြတိုက်ယူလို့မရတာဟာစစ်မှန်တဲ့အာဏာတရားဝင်မှုပဲဖြစ်ပါတယ်။အဲ့ဒီတော့တရုတ်ရုရှားအိန္ဒိယလိုနိုင်ငံတွေကနေပါရီပဲအကူအညီပေးပြီးစစ်ကောင်စီအတွက် အာဏာတရားဝင်မှုစစ်စစ်ကိုမရနိုင်မှဘူးပြည်သူလူလက်ခွင့်နဲ့စစ်မှန်တဲ့ပြည်သူအတန် မဖော်ပြနိုင်တဲ့ရွှေကောက်ပွဲတွေကိုဒီမိုကရေစီလို့ခေါင်းစဉ်ကြီးပြုပြင်းနေအောင်တတ်ထားတာကလည်းတရားဝင်မှုဖြစ်မလာပါဘူးစစ်တပ်ရဲ့လက်နက်အားကိုနဲ့ဖမ်းဆီးတပ်ဖြတ်တာတွေပုံကျဲတိုက်ခိုက်တာတွေကြောင့်ပြည်သူအကြောက်တရားနဲ့အာဏာတရားဝင်မှုကိုမရနိုင်ပါဘူးတရင်ထိတ်ချုပ်မှုတွေဝါရဖြန့်တရင်တွေကနေအတူအောင်တည်ငြိမ်မှုတွေကိုအခြေခံပြီးပြည်သူကိုအုပ်ချုပ်တဲ့စနစ်ကနေလည်းတရားဝင်မှုမဖြစ်ပါဘူး ခြုံရရင်တော့စစ်ကောင်စီရဲ့ကြိုးပမ်းမှုတွေဟာပြည်သူလူလက်ခွင့်နဲ့အခွင့်အရေးတွေကိုပိတ်ဆို့ထားတာကြောင့်သူတို့လူချင်းနဲ့အာဏာတရားဝင်မှုအစစ်မှန်ကိုဖယ်တော့ခါမှရရှိမှာမဟုတ်ပါဘူး။အာဏာတရားဝင်မှုဟာပြည်သူကမပီးသေးပြီးဘယ်လိုအစိုးရမှမရနိုင်တဲ့အရာသာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ချောင်းမြို့ပေါ်မှာစစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးနှစ်ဦးသေဆုံးနေဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းချောင်းမြို့ပေါ်မှာစစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးနှစ်ဦးသေဆုံးကြောင်းသိရပါတယ်။ဇွန်လ22ရက်နေ့ညနေ9:45မိနစ်ခန့်မှာချောင်းမြို့ထွေအုံယုံကထွက်လာတဲ့စစ်သားအင်အား30ခ ံကိုစူတောင်းပြည်ဖုန်ကြီးကြောင်ဒီမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲအညာမိုင်းကသတင်းထုတ်ပြန်ပါတယ်။မိုင်းကတလုံးနဲ့ပြကြိုတင်ထောင်ထားတဲ့မိုင်းပေါ်သူတို့ကအရင်ပြစ်တာကျွန်တော်တို့ကနောက်မှမိုင်းခွဲရတာပေါ့မိုင်းဆွဲမဲ့ရဲဘော်ကိုအရင်ပြစ်တာဒါပေမဲ့မိုင်းဆွဲမဲ့ရဲဘော်ကဘာမှထိခိုက်မှုတော့မရှိဘူးလုတ်ခဲ့တယ်သူတို့ဘက်ကလာတော့ဖဲဝိုင်းလာဖမ်းတာလို့ပြောတယ်ဖဲဝိုင်းလာဖမ်းတော့ကျွန်တော်တို့မိုင်းကွင်းထဲပြန်ရောက်လာတာပေါ့လို့ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့တာဝန်ခံကသတင်းဌာနကိုပြောပါရယ်မိုင်းဆွဲခံရပြီးရဲ့နောက်အနီးဝန်းကျင်ရှိပြည်သူ22ဦးကိုထွေးအုပ်ယုံထဲကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါရယ်ပြန်လွတ်လာတဲ့သူတွေလည်းရှိရယ်ပြန်မလွတ်သေးတဲ့သူတွေလည်းရှိရယ်လို့၎င်းကဆက်လက်ပြောပါရယ်မိုင်းဆွဲခံရမှုကြောင့်စစ်သား6ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ပြန်လွတ်လာသူများထံမှသိရကြောင်း၎င်းကဆိုပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာအရက်သားအများစုရိတ်ခါပြက်လက်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအခြေခံစားတောက်ကုန်များဝယ်ရခတ်နေတဲ့အတွက်အရက်သားအများစုကရိတ်ခါပြက်လက်နေကြောင်းဒေသခံများထံမှသိရပါတယ်။ဈေးဆိုင်များစုပိတ်ထားတာကြောင့်ရိတ်ခါပြက်လက်လာနေများလက်ကျန်စားတောက်ကုန်ပစ္စည်းများကလည်းတလအတွင်းဈေးနှုန်းအဆမတန်မြင့်တက်သွားပြီးအခြေခံလူဒန်းစားတွေကထမင်းတနတ်တောင်အနိုင်နိုင်စားတောက်နေရကြောင်းမြို့ကန်တအုပ်ကပြောပါတယ်။စံတွေဈေးတက်တဲ့ဈေးနယ်စံတိုင်းတွေကရက်သွားတာအခုဝယ်လို့မရဘူး။ ဈေးတဲဟိုမှာမီးလည်းမရှိဒီမှာမီးလည်းမရှိသူတို့ကလည်းထုတ်မရောင်းဘူးကြောက်လို့တယ်ဝယ်ရခတ်လို့ထမင်းငတ်နေတဲ့တွေ့လည်းရှိရဲတနေ့လို့တနေ့စားရိကြတနေ့ကိုစံတဘူးနှစ်ဘူးရဲ့ဝယ်နိုင်ကြတော့အရင်ကစံချမ်းတဘူးကို900ကအခု1400ပေးရတယ်မနက်စားရင်ညနေမစားရအောင်ညနေစားရင်မနက်မစားရအောင်တချို့ဆိုစံပြုတ်တော့ပြီးအသီးရွက်လောက်ပဲစားကြရတယ်တင်းပေါ်မလာတာတလကျော်ပြီးပုံမှန်တလနှစ်စီးတော့လာတယ်မီလာလောက်ကလေးကမလာတော့ဘူးလို့၎င်းကပြောပါတယ် လက်တလောကြောင့်ဖြူမျိုးမှာစံချန်းတအိတ်ကိုရခင်ကတသိန်းချမ်းမှရကုနှစ်သိန်းချမ်းနဲ့နှစ်သိန်းသုံးထောင်ထိရောင်းချမှုတွေရှိပြီးပေါ်စံတအိတ်ကိုရခင်ကနှစ်သိန်းအခုနှစ်သိန်းခွဲနဲ့သုံးသိန်းချမ်းကြက်တကောင်ရခင်ကတထောင်ခွဲနှစ်ထောင်မှအခု၅ထောင်၆ထောင်ချမ်းဝတ်သားတပိတ်သားရခင်ကနှစ်ထောင်သုံးထောင်မှအခု၆ထောင်ချမ်းကြက်ဥတလုံးရခင်က900 600ဆောင်ရမှာယခု1300ချက်တိမြင့်တက်သွားတယ်လို့ကြောင်းပြူမှုမှာအင်ရှင်မရီစီကတင်ရပါတယ် တိုင်ပွဲဖြစ်ပွားနေတာကြောင့်ရန်ကုန်မှာကြောက်ဖြူကိုစိုက်ကတ်တဲ့ကုန်တင်တင်မော်တွေကမ်းမကတ်တာကမီလာကလေးကဖြစ်ပြီးအခြေခံစားတောက်ကုန်အသားငါကုန်စည်နဲ့ကုန်ကြောင်များဝယ်ယူဖို့ရှာပါလာတာကြောင့်ဈေးနှုန်းများအဆမတန်မြင့်တက်နေတောင်ဒေသခံတွေကဆိုပါတယ်ကြောက်ဖြူခရိုင်ကစံစဘာထွက်တဲ့ဒေသဖြစ်တော့လေမြို့ပေါ်ကိုရောင်းချမှုကိုစစ်ကောင်စီကကန့်သက်ထားတဲ့အပြင်ရန်ကုန်နဲ့အခြားနယ်မြေတွေမှာစံတင်သွင်းခွင့်ကိုစစ်ကောင်စီကကြောက်ဖြူတိုက်ပွဲပြင်းထန်ခြင်းကစပြီးပိတ်ပင်ထားတာကြောင့်စံရှာပါမှုမှာယခုကာလမှာပုံမှုဆိုးရွားလာကြောင်းကုန်တဲ့ချို့ရဲဆိုရတရားပါတယ် စစ်ကောင်စီတပ်မှရိခတင်တင်ပေါ်များကြောက်ဖြူမျိုးကိုမပြတ်ဆိုင်ရောက်နေတော့လဲတပ်တွင်းအသက်တာပို့ဆောင်နေခြင်းဖြစ်တောင်းကြောက်ဖြူမျိုးကန်တည်ရင်မြစ်တွေရဲ့အဆိုရသိရပါတယ်ဒါအပြင်စစ်ကောင်စီကရေလုံငန်းလုတ်ကင်သူတွေကိုငါဖမ်းခွင့်ကန့်သက်ပိတ်ပင်ထားတာကြောင့်ဈေးကွက်အတွင်းရေရွက်ကုန်ရှားပါလာပြီးငဏီတူနဲ့ပစုံစိတ်သာဝယ်ယူလို့ရနိုင်မှာတော့တယ်ငဏီတူအသေးတစ်ပိတ်သား2000ကျော်ပစုံစိတ်တစ်ပိတ်သား3000ကျပ်ရှိနေတာကြောင့်လူလက်တန်းစားလောက်သာတခါတည်းရမဝယ်ယူစားတောက်နိုင်ကြောင်း၎င်းကပြောပါတယ်ကြားပစုံစုံမရှိတော့ဘူးငါးဆိုလည်းအကြီးကြီးရှားသွားရင်စတက်ကငါဖမ်းခွင့်ပိတ်ထားတယ် ယ်လီငါးခုဖမ်းတာတွင်ရေတက်ကလှီအစည်းနဲ့လိုက်ဖမ်းနေစိတ်ကန်းနာလုံဆောင်ရေးနေချတာလို့ဖေတငါတယ်မှမတော်ရတော့ဘူးလို့ကြောက်ဖြူမျိုးကန်တရင်ရင်မြစ်တွေကဆိုပါတယ်တကြောပြန်တိုက်ပွဲစတင်ပြီးရဲ့နောက်ကြောင်ဖြူမျိုးနယ်မှာမျိုးနယ်ထိစပ်တဲ့ရေလမ်းကြောင်းများကမ်းခြေတလျှောက်ရှိရေနယ်နမိတ်နဲ့တန်စစ်မြစ်အတွင်ရှိကမ်းခြေဒေသတွေမှာကန့်ကတ်ခြင်းဖြတ်တန်းသွားလာခြင်းမပြုလုပ်ကြဘူးနဲ့ရေလုံငန်းမလုတ်ကင်ရန်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာ19ရက်ကလေးကကန့်သက်ထားတာပါကြောင်ဖြူမျိုးမှာပြီးခဲ့တဲ့ 2024ခုနှစ်ဖေဖော်ဝါရီလကတည်းကငွေကြေးတက်နိုင်သူအများစုကနေရဲဆွန့်ခွာသွားကြတာကြောင့်လက်ရှိမှာလူလက်တန်းစားချုံနယ်အခြေခံလူတန်းစားအများစုတာမြုံမှာကျန်ခဲ့ကြောင်းသိရပါတယ်။လက်တလောကြောက်ပြူမျိုးနယ်မှာစစ်ကောင်စီနဲ့အရခတ်တက်တော်၏ပူပေါင်းမဟာမိတ်များအကြားတိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲမျိုးနဲ့နီးကပ်လာတာကြောင့်စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်တွေနဲ့အရှက်သားပြည်သူတို့ကလေကြောင်းမှနေရဲဆွန့်ခွာရှောင်တိမ်မှုတွေရှိပါတယ်။အေအေအနေနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပခအပါဝင်မြို့စလေးမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့စစ်တွေးကြောက်ပြူ မအောင်တို့ကိုဆက်လက်သိမ်းပိုက်ဖို့ကြိုးစားနေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။